ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားတို့နိုင်ငံတော်135မြို့တဲ့တစ္ဆာဆောင်တည်သောသူတွေရှင်နဲ့မြန်မာနိုင်ငံ agent တွေကိုမောင်းရေးတဲ့မှန်တော့ဗောဗျာနော်စစ်ပွဲကြီးပဲရှင်တော့ပြီးမလဲတဲ့ငင်းချမ်းကြီးပဲရှင်တော့ရမယ်ကိုမောင်းရေးတုံးသက်ပေးပါအောင်ခင်ဗျားတို့ဟိုကျွန်တော်ပြောလို့ရှိရင်ကျွန်တော်အလုပ်ထင်မယ်နော်ကျွန်တော်မျှော်လင့်တာဒီနိုင်ငံငင်းချမ်းပါမယ်ဆိုပြီးတော့ ငင်းချမ်းငင်းချမ်းပါမယ်လို့မျှော်လင့်နေလားဦးမင်းအောင်လာလည်းမေးရမယ်ဒီနိုင်ငံငင်းချမ်းလာမယ်လို့ခင်ဗျားမျှော်လင့်လားဘယ်တော့မှငင်းချမ်းမအောင်တော့မွေးရပါမွေးရပါယောဂမွေးရပါမတန်မဆန်းယောဂကိုရခဲ့တဲ့နိုင်ငံဒီနိုင်ငံတသက်လုံးလည်းမငင်းချမ်းဘူးနောက်ဆယ်သက်လည်းမငင်းချမ်းဘူးနှစ်90ကတည်းကပြခဲ့ပြီးသွားပြီနော်အစိုးရဆက်ဆက်စူးစမ်းခဲ့ကြတယ်ဘယ်တော့မှငင်းချမ်းမှာမဟုတ် အဲ့တော့ဒီနိုင်ငံဒီတိုင်းပဲဆက်သွားနေမှာဖြစ်တယ်။တက်မလို့လဲမကြဘူး။တပုံလဲမအောင်ဘူးဆိုတဲ့ပုံစံမျိုးပဲသွားကြမှာပါ။နော်။အဲ့တော့ဘယ်အချိန်ထိသွားမှာဆိုရှင်ကျွန်တော်တို့တသက်ပေါ့။ကျွန်တော်တသက်ထိဟာမလွယ်ပါဘူး။ဒါနဲ့ပဲကျွန်တော်အာမခံလို့ရတယ်နော်။နောက်ပိုင်းကတော့ဒီလိုပါပဲ။နောက်တဲ့နှစ်90ကြာရင်လည်းကျွန်တော်တို့ဘာမှအံ့ဩစရာမဟုတ်ဘူးလို့ပြောချင်တယ်နော်။ဒီနေရာမှာဘသူတွေပဲကြီးပွားသွားမလဲလူလေတွေပဲချမ်းသာသွားမှာပေါ့ဗျာ။နိုင်ငံကြီးလှစားတက်တဲ့သူတွေကြီးပွားသွားမယ်။ထောက်ပို့တွေကြီးပွားသွားမယ်။ နော်လူကြီးတွေဟိုဘယ်လိုခေါ်မလဲဆိုတော့အဲ့ဒီတပုံကောင်းဆောင်နေတပုံကောင်းဆောင်နေဟိုဘက်ဒီဘက်လောက်နေတဲ့သူတို့တွေပဲကြီးပွားသွားမယ်အဲ့တော့ဒါပိင်းအာလဘာကြာများတော့လူမျိုးရေးဆိုတဲ့တဲချီချိုက်စကားထဲမှာဘဝပြည့်ရင်းနဲ့တစ်ချိန်လုံးဘဝပြတ်နေပါလိမ့်မယ်နော်ကျွန်တော်ဘဝပြတ်သွားပါပြီဘယ်တော့မငြိမ်းချမ်းပါဘူးနိုင်ငံနော်ဘဝဒီဘာကြောင့်ငြိမ်းချမ်းနေရလဲကိုမောင်းတာ ဝပီကိုငင်းချမ်းတယ်လို့ဘယ်သူဆိုလို့နိုင်တယ်လဲနော်ဝပီကမငင်းချမ်းသေးပါဘူးနော်ဝပီဟာတနည်းအားဖြင့်သူတို့ဘာမှပြည်သူလူထုဒုက္ခရောက်နေတဲ့နိုင်ငံတစ်ခုပါဆိုတော့ကျွန်တော်ပြည်သူလူထုကိုစာဝတ်နေရေးကိုတော့ပေးထားမယ်ကျန်တာကဝပီမဘလောက်ထိစစ်သားဆိုရှင်လာတော်ရတာသွားမိကြည့်ပါဦးနော်ဟုတ်လားဝဟာအခုချိန်ထိဘာလို့ဘာမှတုတ်တောက်မလုပ်နိုင်သေးပါဘူးနော်စစ်ပြင်းနေတဲ့ကစစ်ပြင်းလောက်ခံလေဝပီငင်းချမ်းနေမှာမဟုတ်ပါဘူး ောက်တည်တဲ့ဗဒက်များစေမနိုင်ငံနိုင်ငံသားမှာစစ်ပွဲများများဖြစ်လေကောင်းတယ်။ဒီတော့တက်မတော်အနေနဲ့ကသူတို့ဆရာရှိရဆက်လုပ်နေရမှာပဲလीနော်။အဲ့တော့သူတို့ဘောကပြက်ခံတဲ့သူတွေကြာပြက်ခံမှာ။ဟုတ်ပြီနော်။ဟုတ်ပြီဒီနေရာမှာခိတ်ဒီအကြောင်းနည်းနည်းပြောမယ်နော်။ဂိတ်တွေကပိုက်ဆံနေအရန်ကောက်နေတယ်တဲ့เนาะစစ်သားဂိတ်ကော PDF ဂိတ်ကောပဲဂိတ်တစ်ခုကိုဖြတ်လိုက်လို့ရှိရင်စစ်သားဂိတ်ကိုဖြတ်လို့ရှိရင်လည်းတဲ့เนาะ မပုံနဲ့မပါရင်လည်းပတ်စံကောက်ပြန်တယ်တဲ့ဟုတ်လားအဲထောက်ကန်စာမပါရင်လည်းပတ်စံကောက်တယ်တဲ့ဟုတ်လားဘယ်ဘချမ်းကဂိတ်တွေလဲဆိုရှင်မန္တလေးရဲ့တကြောကဂိတ်တွေတဲ့သကိုင်းတကြောကဂိတ်တွေတဲ့နော်မကွေးတကြောကဂိတ်တွေတဲ့တက်မလို့ဒါဂိတ်စစ်ပြီးဂိတ်တွေပေါ့နော်ပတ်စံကောက်နေတယ်တဲ့ပိုးစုပတ်ဆက်ပါပဲတဲ့နော်အဲ့တော့ဆန္ဒကျွန်တော်ပြောရမလားဒီစစ်ပွဲကြီးဘယ်တော့ပြီးဘယ်တော့မှမပြီးဘူးလှုပ်ရှားတဲ့သူတွေအောင်မြင်သွားမယ်လှုပ်ရှားတဲ့သူတွေအဆင်ပြေသွားမယ် ပေါင်းစားမျှစားအောင်ဖြစ်နေပြီဒီခါကျရင်ကိုတို့ကတက်မလို့ပဲရက်တည်တာရက်တည်တာပဲအခုလက်ရှိအခြေအနေကိုပြောရမလို့စကိုင်းကနေထွက်သွားပြီးတော့နော်စကိုင်းကနေထွက်မယ်အဲ့ဒီကြောလုံးမြောက်ဘက်ပိုင်းကိုတက်သွားတဲ့လမ်းကြောတကြောလုံးမှာဂိတ်တွေဂိတ်တွေဆိုတာတဲ့ဘလောက်ထိနီးလဲဆိုလို့ရှိရင်တဲ့တတော်ကြီးကနီးနီးစစ်တပ်ဂိတ်ကဒီမှာဆိုလို့ရှိရင် PDF ဂိတ်ကတိတ်မလန်းမကမ်းမှာ PDF ဂိတ်ရှိတယ်အဲ့ဒီမတိတ်မကြခင်မှာစစ်တပ်ဂိတ်ရှိတယ်အလုကပ PDF ဂိတ်ကရှိတယ်အဲ့လမ်းကြောလုံးမှာပိုက်ဆံတွေကပေးနေရတယ်တလဟောပေးနေရတာအဲ့တော့ တကိတ်နဲ့တကိတ်နဲ့သွားလည်းမတိုက်ကြဘူးတဲ့နော်အဲ့ဒါတကယ့်ဖြစ်ရမှန်နေဖြစ်နေပြီစစ်တကိတ်ကလည်းပတ်စံတောင်းတာကိုအဲဘယ်လိုခေါ်မလဲဆိုတော့စင်ကျင်စေခြင်းနဲ့ဟောနော်အဲ့ဒါတွေအခုဖြစ်နေတာအခုဖြစ်နေတာနော်အဲ့တော့ဒီဒီပွဲကြီးကကြာသွားမယ်လှုပ်ရှားတဲ့သူတွေကောင်းစားသွားမယ်စစ်တပ်ကလည်းသိနေရဒါတွေကစစ်တပ်တွေကနောကျင်နေဒီပုံစံတိုင်းပဲသွားမှာဆိုတာသိနေတယ်နော်အဲ့တော့မင်းတို့ကတော့ပြည်သူတွေကတော့အလိန်ခံပါပဲမင်းတို့ကတော့အခုတော်လိုင်းပြည်သူကလည်း ခံပြီးအောင်တော့ခံကြီးမောင်းလို့ရေလို့ပြောမှာနော်ဟုတ်ပဲအမှန်နဲ့ပြည်သူကငပိန်းနဲ့နော်ငပိန်းတုံညက်ဖြစ်နေပြီတဲ့အကြံပြုပေးပါဦးတဲ့ပေါင်းစားနေကြတာတဲ့ဒါဟုတ်ပဲပေါင်းစားနေတာဂိတ်တကိန်းနဲ့တကိတ်ကကောက်နေတာ တပြတပြနှစ်ပြလောက်ဆိုရှင်ထားပါတပြနှစ်ပြဆိုလို့ရှိရင်ကျွန်တော်ဘလောက်သွားမလဲဆိုရင်အဟေးနေဟုတ်အာဘာကောင်းဆိုရှင်တကီလိုပေါ့နော် ကီလိုခွဲလောက်ဆိုလို့ရှိရင်နောက်တစ်ကိတ်ပေါ်လာပြီနောက်တစ်ကီလိုခွဲလောက်ဆိုနောက်တစ်ကိတ်ပေါ်လာပြီဆိုလိုချင်တာကပုံပြတကိတ်ဖြစ်နေတယ်အဲ့ဒီမှာစစ်သားဂိတ်ကလည်းပိုက်ဆံတွေတောင်းနေတဲ့နော်ဟိုဟာမပါလို့တောင်းတဲ့သူနဲ့ဒီဟာမပါလို့တောင်းတဲ့သူနဲ့အဲ့တော့ PDF ဂိတ်ကလည်းပိုက်ဆံတွေတောင်းနေတဲ့အဲ့တော့အားလုံးကမျှစားဝေစားဖြစ်တကိတ်တကိတ်နဲ့သွားတိုက်ပါဆိုတော့မတိုက်ဘူးတဲ့နော်တိုက်စားလို့ရှိရင်ပေါ့နော် တိုက်စားမယ်စားပေါင်းစားမယ်ဆိုပြီးအကုန်လုံးပေါင်းစားကုန်ကြပြီနော်စင်ပြေနေကြပြီမင်းတို့ကသာနော်စစ်ဖြစ်တဲ့နေရာလေးကတော့အယောင်ပြဖြစ်နေကြမှာပေါ့လေနော်အဲ့လိုမျိုးတွေဖြစ်နေပြီအဲ့တော့အဲစစ်တပ်ဂိတ်တွေပတ်စံတောင်းတာနဲ့ပတ်သက်ပြီးတော့စစ်သားတွေကိုယ်တိုင်လည်းမကျင်တဲ့ချက်တွေရှိတယ်နော်အဲ့တော့စင်ချင်းစင်ချင်တာပါအားလေးစင်ချင်ကြပါတော့နော်ဟုတ်ပြီတိုင်းပြည်တည်ငြိမ်အေဂျင့်နဲ့ထင်ရင်လည်းပြောင်းနေလိုက်ပါလေကျေးဇူးတင်ပါဝါပြည် တင်ရင် agent နဲ့တင်ပြောင်းနေလိုက်ပါနောက်တစ်ခုကကျွန်တော်ပြောပြအောင်မယ်เนาะ um အဲ့လိုမျိုးပေါ့ gate ကျွန်တော်တို့ခင်ဗျားတို့တာမန်ပြည်သူတွေအနေနဲ့ကเนาะဟို agent နဲ့နေရာရှိတယ်ဗျာเนาะဒီနေပြည်တော်တို့ရန်ကုန်တို့မှာတာမန်ပြည်သူတယောက်အနေနဲ့တလတလကိုเนาะတလမဟုတ်ပါဘူးဟိုပတ်စံလေး3500လောက်ရှာဖို့တော့ကချွေးထောင်ရှာရတယ်3000လောက်ရဖို့ကမလွယ်ဘူးเนาะမလွယ်ဘူးတို့ပါတော့လဲပဲ ခင်ဗျားတို့အဲ့ဒီစကိုင်းတို့မကွေးတို့အဲ့ဘက်ချမ်းက PDF ကောင်းဆောင်တွေက Python 3000ဆိုတာတတော်ချမ်းသာလို့မြင်နော်သူတို့ကအဲ့ရတဲ့ပတ်စံတွေဗမာရင်းနှီးညှုံနှံလဲဆိုတော့ထားပါတော့ဗျာဟိုသူတို့လည်းဟိုစစ်တပ်ကလည်းဗျာထားပါတော့စစ်တပ်ရဲ့နေမြေတွေမှာစီးပွားလို့လို့တချို့အရာရှိတွေလည်းကြီးပွားကုန်တာအများကြီးရှိတယ်ဒါလည်းကျွန်တော်တို့လက်ခံအောင်အဲ့တော့ PDF တွေ PDF ကောင်းဆောင်တွေကလည်းအခုဆိုရင်စီးပွားရေးလှုပ်ရှားတဲ့ခါကျတော့ရန်ချမ်းသာနေပတ်စံဘယ်လောက်ကြီးသိန်းကို ထောင်နဲ့ချီပြီးတော့တောင်းနဲ့ချီပြီးချမ်းသာအောင်ချမ်းသာအောင်လည်းခါကြကျွန်တော်ချမ်းသာလည်းကျွန်တော်မပြောသေးဘူးပေါ့နော်ကိုက PDF ဖြစ်တယ်ကိုနေနေလည်းဖြစ်တယ်ကိုပိုက်ဆံနေကိုနေနေမှာစီးပွားပြန်မြုပ်စားလေဆိုလိုချင်တာကစကိုင်းဆိုစကိုင်းမှာစီးပွားကြီးပြန်တော့မလုပ်ဘူးဗျဒီကောင်တွေကသူတို့ချမ်းသာတဲ့ပိုက်ဆံတွေကိုရန်ကုန်တို့နေပြည်တော်တို့မှာကွန်ဒိုတွေဝယ်ထားတာညီခွက်တွေဝယ်ထားတာအဲ့ PDF ကောင်းဆောင်နေတာပါအဲ့တော့ခင်ဗျားတို့ပြည်သူတွေကတော့လဘာကြလအဆိုတာလေတကယ်တို့မြန်မာပြည်သူတွေမှလဘာကြလေလအတွေများတာသိလား ဟိုတော်လန်ကြီးဆိုတဲ့တဲကြီးကြိုက်စကားငပိလက်ခုတ်တန်ခြူလိုက်လို့ရှိရင်အဲ့တခါလေအမီလေးနန့်တန့်နန့်တန့်နဲ့သွားတဲ့ပုံစံမျိုးအဲ့လိုမျိုးခွေးကလေးတွေလိုပဲနော်ထန်ညာခဲပြလိုက်လို့အာပျော်နေတာပြီးတော့ထန်ညာခဲဆင်းလောက်ပဲရှိတယ်အဓိကဖြစ်နေတာအဲ့ဒီအခုမင်းတို့ကိုရောကတော့ဟာလာဘောမနဲ့ဒီပိန်းနဲ့အားတောင်းတောင်းရန်နေဖြစ်သိလားအာကိုရောကတော့ဟိုဘက်ချမ်းလဲဆယ်ဒီဘက်ချမ်းလဲဆယ်ပေါ့လေနော်ဟေး PDF ခေါင်းဆောင်တွေက ပြီးတယ်သူတို့နေမြေမှာမငင်းချမ်းဘူးသူရတဲ့ပိုက်ဆံတွေကိုရန်ကုန်တို့လိုနေရာမျိုးမှာရင်းနှီးမြှုပ်နှံထားတယ်နော်မန္တလေးလိုနေရာမျိုးမှာရင်းနှီးမြှုပ်နှံထားတယ်အချိန်တိုင်းသူတို့အိမ်မှာအိုက်မှာသွားနေမှာအဲ့တော့ဟိုတော်လိုင်းကြီးအားပေးနေတဲ့ပြည်သူတွေပေါ့ရန်ကုန်မြို့ကပြည်သူတွေမင်းတို့ငင်းတိတ်ငင်းချမ်းတဲ့ချင်လို့ရှိရင်အိုက်မှာသွားနေကြစကိုင်းလုံးမှာသွားနေကြတယ်သွားနေအိုက်မှာသွားနေနော်အစိုးရတက်မလို့အုပ်ချုပ်တဲ့နေမှာနေပြီးတော့တေးပေါ်အိတ်တေးနားစားတဲ့အကျင့်ကိုတော့ဖြောက်စီခြင်းနော် ပီဒီအက်ကောင်းဆောင်နေအခုဒီနေ့ညမှာကွန်ဒိုတွေပဲဝယ်လာပြီ။ညတို့အဲ့ဒါသိကျင်လို့ရှိရင်ဆက်မေးပါနော်။ဂျန်ကဝါဒူတွေတဲ့တောင်းတာပေးလိုက်။ဒီမိုကရေစီရရှိရေးတို့ရဲ့။ကြောက်ဖြူချင်းနေလို့ရှိတယ်။ကြောက်ဖြူကငြိမ်းနေပါပြီ။အေးစစ်ဖြစ်သွားပါပြီနော်။ကြောက်ဖြူအောင်ပြတိုက်လာလို့ပြောပြပါမယ်မလား။မပူပါနဲ့။ဗမ္မောအချင်းတွေသိကျင်ဗမ္မောအချင်းတွေပုံနေမြကြားနေမြပါသဘုံပြတ်ဆုတ်သွားပါပြီနော်။ standard military or အစင်တန်းရှိတဲ့เนาะအစင်တန်းရှိအစင်မြင့်အာတက်မလို့ဆိုလို့ရှိရင်အစင်မြင့်လာစားပေးရမယ်ဒါလည်းသိမ့်မှန်တယ်ဗျာเนาะပိုင်ဆိုးတဲ့တေချာရင်တဲ့ငါလဲလက်နက်ကင်ဟာတေချာတော့ဗောလက်နက်ကင်လောကအရန်ထောတာအေးအေးရောင်းမအခုထောနေပြီเนาะမင်းတို့အေးအေးဗောလူမျိုးရေးမိုက်တိုက်ခံဟရတော့ရခီးလေးတွေဗောเนาะရခိုင်လေးတွေဗောထားပါရခိုင်တို့ရခိုင်တို့လေးစားရခီးလေးတွေဗောเนาะ ဘိုးတဲ့ရေတဲ့လေထဲမှာဖြုတ်ကြိုက်ချင်ကြိုက်စေးလေးချပြီးတော့စစ်တိုက်နေတယ်နော်ဒါမှလည်းမောင်တော်လူနေရာမျိုးမှာအခုဆိုလို့ရှိရင်အိမ်ကြီးအိမ်ကောင်းတွေကိုနော်အမွေခွဲနေကြပြီနော်ဒေသခံမွတ်စလင်တွေရဲ့အိမ်တွေပါအဲ့ဒီအိမ်တွေကိုအခုဆိုအမွေခွဲနေပြီအာဟိုအိမ်အားလုံးလက်ခံပါလေဆိုပြီးတော့ဟလာဂျန်နယ်ဝင်ပြန်ဝင်လာကြပါစစ်ပေးချောင်းတွေပြန်ဝင်လာကြပါဆိုပြီးတော့ဟိုချောင်းထဲပို့ထားတာအိမ်ကြီးအိမ်ကောင်းတွေကသူတို့တွေအကုန်လုံးယူလိုက်ပြီနော်အဲ့တော့ တပုံကျစ်တပုံကျန်နေကြံနေကြတာပါပဲเนาะအဲ့တော့အစ်စ်မန်နေရောတဲ့တကယ်ရှိသေးလားဘရိုတဲ့အာစစ်မန်တဲ့သူတွေလည်းဒီနိုင်ငံကြီးကသူတို့မသိတာကဘာလဲဆိုတော့ဒီနိုင်ငံကြီးကတပုတ်ကိုနော်ဒီနိုင်ငံကြီးကဒီလိုမျိုးအမြင့်တယ်ပြီးတော့ခြာစားနေတာကနှစ်ပေါင်း80နော်မခြာမစားလို့လည်းမရဘူးတိကျဘာကြောင့်လဲတက်မတော်ကိုတိုက်လို့လည်းမနိုင်မနိုင်တဲ့ခါကျတော့ နောက်ဆုံးပြီးတော့ဟိုအချင်းချင်းပြန်ကြိုက်စားနေတဲ့တော်လိုင်းကြီးဖြစ်တာနော်တော်လိုင်းလောကကတော့တကယ်ဝင်ကြည့်ပါနော်ခင်ဗျားဒီမိုကရေစီဆိုဟိုမှာပါဖြစ်ရိုက်တာနော်အဲ့တော့ဒီကင်းနေမြောသွားပြီးတော့ဒီမိုကရေစီတို့ဟလာလွတ်လပ်စွာပြောဆိုပြီးတော့သွားလို့ရှိရင်ခင်ဗျားတို့ဝကြောနဲ့တွေ့ဦးမှာအဲ့တော့အဲ့လိုမျိုးရှိတယ်ညီကောင်များအဲ့တော့ချင်းချင်းပဲပြန်ကြိုက်ဖြတ်စားတောင်းနေရတဲ့ဘဝတွေဖြစ်တယ်စစ်မှန်ဆိုတာမရှိပါဘူးမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတယ် စစ်မှန်တဲ့အောင်ဖြစ်နေတာเนาะအဲဒီခင်ဗျားတို့တကယ်ထင်ပြီး PDF ကလေးတွေကဟာတော်လိုင်းလောကကြီးသူဝင်သွားတာထဲရောက်နှဖူးတွေတူးတွေအခုအိမ်မပြန်ရတဲ့ကောင်နဲ့ပိုက်ကြီးတဲ့ကောင်နဲ့ဖာဖြစ်တဲ့သူနဲ့နော် KDB ရောက်တဲ့သူနဲ့အေးအဲ့လိုဘွားတွေပြတ်နေအဲ့တော့ဒီတော်လိုင်းကြောင့်ခင်ဗျားတို့ခင်ဗျားတို့လည်းသိသိစီပါဗျာเนาะဟိုမှာအကြာဒူဘိုင်းဆိုပြီးတော့ဖာယုံလေးပေါ့လို့ပေါ့ဟုတ်လားအဲ့တော့ရခိုင်လွတ်မြောက်ရေးမှာတဲ့ဒီပိန်းတွေကိုပို့တင်တယ် အင်းအာတိတ်မှန်ရခိုင်လို့မရရင်နော်ဥမာတော်ချက်တဲ့အသေးပေါ်အဲ့တေးနာခွေးတို့တဲ့နေပြောတာပဲပြီးရေအကြောင်းလေးပြောပြပေးပါဆိုတော့အထရန်အနေနဲ့ကတော့သူကတော့ဒီပေါ့နော်သူတို့နိုင်ငံရဲ့ဒီပိုက်ဆံ GDP ရိုးပေါက်တွေအလုံးလိုက်ပိတ်နေတာပေါ့နိုင်ငံရဲ့ပတ်စံတွေကဟိုအကြံဖန်နေကြားထဲမှာပဲကုန်နေတာများတယ်လीနော်အဲ့တော့ကြည့်လိုက်တဲ့အကြံဖန်အများဆုံးအရက်ကိုကြည့်လိုက်တဲ့ခါကျတော့ ဘယ်နေရာများလဲဆိုအဲ့ဒီမီဒီယာတွေကအကြံဖန်နေများတာဟုတ်အကျိုးမှလည်းအကျိုးမရှိဘူးလေအကျိုးမရှိတဲ့ခါကျတော့အဲ့ဒီအဲမီဒီယာကိုဖျက်သိမ်းတဲ့ပုံစံမျိုးတွေအထိဖြစ်နိုင်တယ်နော်အခုဆိုရင်တို့ဒုက္ခရောက်မဲ့အခြေအနေရှိတယ်ဆိုလိုချင်တာသူတို့ထောနေပါပြီလေ MRFA တို့ဟုတ်လားဘာလို့ဆိုရင်ထောလည်းထောပြီးနေပါပြီလားနားလည်းနားသိနေပါပြီအဲ့မှာရှိနေတဲ့ဆယ်လီတွေပေါ့ RFA မှာသူတို့ရှိနေတယ်သူ number ခင်မောင်မသူလည်းမသိပါဘူးနော်အဲသူတို့ဆိုတဲ့ channel တွေဖွင့်ပြီးတော့လှူစားကြပါလို့ဒါပဲရှိတာပဲเนาะဒါကဘေးကလည်းမမေးပါနဲ့စီးပွားရေးအတွက်ဒီနေ့စတိုက်ပြမယ်ဟုတ်ပြီစွန်တော်ကြီးစာပလင်းနင်းမှာဒီနေ့နိုင်တပါလေအဲ့တော့နေသားမောင်ကိုမောင်လိုက်လင့်ချိန်လေးတည်ပြကိုမောင်လိုက်လင့်ချိန်ကမမှန်ပါဘူးเนาะမမှန်ပါဘူးအဲ့တော့ မင်းတို့တော်လိုင်းတက်တည်တဲ့တိမ့်ပိုက်ထားတဲ့နေမျိုးကိုဘယ်နှခုပြန်ရအောင်တတ်ယူနိုင်လဲတော်လိုင်းတက်တည်တိမ့်ပိုက်ထားတဲ့မျိုးတွေကိုပြန်ယူစရာမလိုဘူးနော်လွတ်ထားပေးလိုက်လွတ်ထားပေးလိုက်အဲ့မှာဟိုကတိုက်တာနှစ်နည်းရှိတာဟုတ်နော်ပင်ပန်းခံပြီးတိုက်တဲ့နည်းနဲ့ဉာဏ်ပညာနဲ့တိုက်တဲ့နည်းရဲ့ဟုတ်လားအဲ့ဒါဘယ်လိုနည်းလဲဆိုလို့ရှိရင်ပင်ပန်းခံပြီးတိုက်ယူရရတော့တိုက်စရာမလိုဘဲနဲ့အဲ့အိုင်နေရာကိုဒုက္ခပေးထားလိုက်ရင်လည်းနေမယ် စိတ်သက်ကြပြီဒါစိတ်သက်စစ်စင်ရင်းနဲ့တိုက်တယ်လို့ခေါ်တယ်ပြန်ယူမှာမဟုတ်ပါဘူးလွတ်ထားပြီးလိုက်မင်းတို့သဘုံကောင်းတယ်ဆိုမင်းတို့တိတ်ကောင်းတဲ့သဘုံနေမင်းတို့ဘလို့ဆက်ဆံလဲဆိုတော့ပေးသိစေခြင်းတဲ့ပုံစံမျိုးလဲပါပါတယ်လွတ်ထားပြီးလိုက်အသဘုံနဲ့နဘူးတို့နဘူးတို့တွေ့တွေ့တော့မှစစ်တက်ဆိုတာဘလို့လဲသဘုံဆိုတာဘလို့လဲသိနေပြီကွာမင်းတို့တွေကလား online ပေါ်ကနေပြီးတော့တော်လိုင်းကြီးကောင်းချောင်းပါချောင်းပြောနေတော်လိုင်းကြီးနဲ့တကယ်ဆက်ဆံနေအောင်မရင်းချင်းခံရတဲ့ကောင်နဲ့နော်အသက်ပြတ်ခံရတဲ့ကောင်နဲ့ဟုတ်ကောအာဖြစ်ချင်တာတွေဖြစ်တခါတည်းအခွန်တွေကောက်စုတ်ပြတ်တတ်နေဘွားလေ နော်။ညောင်ကျိုစကန်အချင်းလေးပြောပြီးညောင်ကျိုစကန်ဒီနေ့မနက်တိုက်ပွဲလေးပြင်းထန်နေပါပဲနော်။ကာကင်းစကန်ဒီမှာတိုက်တာပါ။ညောင်ကျိုအေးဆေးပါပဲ။ချိန်တန်ရွှေပါရွှေပါပါမှန်ပါလား။ချိန်တန်ရွှေပါရွှေပါပါ။တနက်ကင်ကြီးတဲ့လူမျိုးရဲ့မလုံးတွေပေးပြီးစီးပွားရေးတော့မိမိလူမျိုးကိုတဲ့တစားကန်လုတ်ပြီးတော့ဟန်ကြနေကြတာပေါ့ဗျာ။ဟာသိမှန်တော့ဟောဗျာနော်။မြန်မာပြည်ငြိမ်းချမ်းနိုင်ပါသလားတဲ့ကုံမောင်းလက်မငြိမ်းချမ်းပါဘူးเนาะ ကမ္ဘာမှာမငင်းချမ်းတဲ့နိုင်ငံတွေမှာမြန်မာပြည်ပါတယ်နော်အစ္စရေးပါလက်စတိုင်းပါတယ်ကာရှမီးယားဒေသပါတယ်အရှေ့လေပိုင်းပါတယ်ပေါ့နော်ပြီးရှင်းလို့မရကြေတနာမှာထိုင်ဝမ်ထိုင်ဝမ်ကျွန်းကိစ္စပါတယ်အဲ့အားလုံးကဒီတတလုံးဒီတိုင်းပဲသွားမှာနော်ကမ္ဘာတည်တည်ဒီပြဿနာမြန်မာတည်ရှိနေမှာဖြစ်တယ်အဲ့တော့ဘာလုပ်မလဲကောင်းဆုံးကတော့ခင်ဗျားတို့နှစ်နည်းပဲရှိတယ်ဒီမှာနိုင်ငံမှာစစ်တပ်အုပ်ချုပ်တဲ့အရက်ကိုပြင်းပြင်းမပြင်းတဘုံအုပ်ချုပ်တဲ့အရက်ကိုပြင်းပြင်းစရာမရှိရင်နိုင်ငံသားကိုပြင်း နော်စစ်တပ်ဘက်ရောက်လဲစစ်တပ်နဲ့တက်အောင်ပေါက်တပုံဘက်ရောက်လဲတပုံနဲ့တက်အောင်ပေါက်တပုံဘက်ရောက်ပြီးတပုံနဲ့တက်အောင်ပေါက်လို့စီးပွားဖြစ်နေတဲ့တထေးတွေအများကြီးပဲချမ်းသာကုန်ပြီနော်ချမ်းသာကုန်ပြီရွှေတူးတဲ့ကောင်နဲ့ဈေးရောင်းတဲ့ကောင်နဲ့ဘုံနဲ့ပေါင်းပြီးစင်တီနဲ့သူအများကြီးပဲအဲ့တော့တော်လိုက်လုံးမဲ့ဟိတ်ဆိုရှင်ထောက်ဖို့ဖြစ်အောင်ကြိုးစားနော်ထောက်ဖို့ဖြစ်အောင်ကြိုးစားဆယ်လီဖြစ်အောင်ကြိုးစားဆယ်လီဖြစ်မှလည်း channel လေးပါဖြန့်ပြီးတော့ပတ်စံလေးပါလေးရမှာဟုတ်ဖြစ်လား ဟုတ်ပြီလားเนาะထောက်ဖို့ဖြစ်မှလည်းဘက်ကြီးရိုက်လို့ရမှာမာဆယ်လိုလို့ချမ်းသာမှာဒါမှမဟုတ်လို့ရှိရင်လူကြီးဖြစ်အောင်ကြိုးစား NUG လိုလိုမျိုးထောက်ထောက်ဖို့ဝင်ရအောင်ကြိုးစားဝင်ကြီးဌာနတခုကို380လောက်သုံးတယ်တနေ့တနေ့ပေါ့เนาะဘယ်ကပိုက်ဆံနေလဲဆိုရှင်ဒီတင်ကအခွန်ကောက်ထားတဲ့ပိုက်ဆံနေအလူခံပတ်စံနေနဲ့เนาะအဲ့လိုဖြစ်အောင်ကြိုးစားစိတ်ဓာတ်ကောင်းကောင်းနဲ့တိုက်ပါမယ်ငါဟဲ့ယောက်ျားသွားမလုံးနဲ့ခိုင်းတော့ပဲဖြစ်မှာပဲတိုင်းကြီးပြတ်တော့မှာတဲ့ ပြည်သူတွေပါလက်နက်ကင်ကြတိုင်းပြည်ကပြတ်နေပါပြီပြတ်နေငကိုတဲ့ဒီတိုင်းပဲရင်းနှီးကဒီတိုင်းပဲအခုလည်းဒီတိုင်းပဲနော်